Anna Today Channel ကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Today Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာသီမတ်ဆရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်းငွေတောင်းတစောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတစောင်းဆရာဦးစန်းလင်းဆယ်မြောင်းနဲ့ စိနေတင်ရလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေပြေကဏ္ဍကို တဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရတရဏိယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း229ုထိဖြေကြရိုက်ကိုထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေပြေများဆိုတဲ့ခေါင်းစဉ်နဲ့ ဆရာထံရောက်ရှိလာတဲ့ဓမ္မဆန်ရာအမေပု္ပ္ပာများကိုဆရာကဆက်လက်ဖြေကြားပေးသွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကိုတခုပန်ကြားလိုတာကတော့မေခွန်းမမြည်တဲ့မေးစာပေးစာများနဲ့မေးရန်မတင်တဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတ်တီကိုနားလည်သိခံခွင့်လွှတ်ပေးပါရဲ့။ အီနီယာကနေပြီးတော့ဆရာဒီပထမဦးဆုံးမေးခွန်းကိုမေးထားတာပေါ့နော်ဒီအကောင့်ပိုင်ရှင်ဦးသိန်းရွှေကနေပြီးတော့မေးမြန်းထားတာပါဆရာသူမေးထားတာကကြတော့ဒီ30တပုံဆိုပြီးတော့လေးလာမှတ်သားဖို့ပါတယ်တဲ့ကာမပုံ70ပုံနဲ့မြမပုံ20ဆိုပြီးတော့ဖြစ်ပါတယ်ကာမပုံ70ပုံမှာနက်ပြေ6ထက်လူပုံ2ပုံ ပေပုံလေးပုံဆိုပြီးတော့ရှိကြတဲ့အတွင်းမှာပေါ့နော်ကာမပုံတွင်းမှာကြာရောက်နေတဲ့လူပုံကအပေလေးပုံနဲ့မိတို့ရောရှက်နေသည်ကိုသိလိုပါတယ်တဲ့ဒါကြောင့်မလို့ဓမ္မတန်ကိစ္စအမှုပြုတ်အပ်ပါတယ်ခမညာတဲ့အထူးသဖြင့်ပေါ့နော်အပေလေးပုံမှာပါရှိတဲ့တရိတ်ဆန်ပုံကလူပုံ အတွင်းမှာထွေရောရှက်တင်ရှိနေရတဲ့ဒီအခြေခံအားဖြင့်အကြောင်းခံကိုသိလိုပါတယ်ဆိုပြီးတော့မြင်မြန်ထားပါရဲ့ဆရာ32ပုံနဲ့ပုံသားတွေရဲ့ထွေရောရှက်တင်မှုပေါ့နော် အဲ့တော့33ဘုံလည်းပါတယ်ဘုံသားတွေလည်းပါတော့ပထမဦးဆုံးသူရဆက်ဆက်ရပါတော့နော်တပိဋကညံရဲ့စွန့်ရင်သုံးပါးကိုနည်းနည်းလေးပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့ဗုဒ္ဓမြတ်စွာဘုရားရှင်မှာတပိဋကညံပိုင်ရှင်ပေါ့နော်တပိဋကညံမှာစွန့်ရင်သုံးပါးရှိတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ကသီစရာတရားမှန်သမျှအားလုံးကိုမချွေးမချန်အကုန်လုံးသိရပေါ့နံပါတ်1နံပါတ်2ကအဲ့ဒီသိထားတဲ့တရားအားလုံးကိုလည်းပြညာဝဝါဒကိုတင်ပြီးတော့သူတို့ဘာနားလဲအောင်ဟောကြားနိုင်တယ်ပေါ့အဲ့တော့နံပါတ်3ချက်ကတော့ဝိနည်းရ ဣဇ္ဇတရားတွေရဲ့အလိုဆန္ဒကိုလည်းသိရပေါ့ဒီသုံးချက်ရှိတယ်။အခုမေခွန်းနဲ့ပတ်သက်ပြီးတော့ဆိုင်နာနံပါတ်၁ချက်ပေါ့နော်။တိတိယတရားအလုံးကိုမြတ်စွာဘုရားရှင်ကသိတော်မူတယ်တဲ့သဗ္ဗညုတ်ခြင်းဒီလိုဆိုလိုတာကဒီအနန္တလောကဓာတ်ကြီးတစ်ခုလုံးမှာရှိတယ်ပေါ့နော်။ဟိုစัจ java လာကအစပေါ့ကဘာရီကအစပေါ့အဲ့ဒီမှာ မြေသီးဘုံတွေမြေသီးဘဝတွေအမြင့်ဒီပုံသားတွေဘလို့နေကြတယ်ဆိုတာကိုမြတ်စွာဘုရားရှင်ကတွေ့မြင်သိရှိတယ်။အဲ့တော့တွေ့မြင်သိရှိကြတဲ့ဆိုတဲ့နေရာမှာလည်းပဲ တွေ့ကမတ္တမြင်ကမတ္တသိကမတ္တမျိုးမဟုတ်ဘူးပေါ့နော်စနစ်တကျသိရှိတာပေါ့ဆိုလိုတာကအသွားကိုလည်းမြင်တယ်အပြန်ကိုလည်းမြင်တယ်လမ်းကိုလည်းမြင်တယ်လမ်းသွားသူကိုလည်းမြင်တယ်ဖျက်မြောက်ရလမ်းပေါက်ကိုလည်းမြင်တယ်နော်ဒါမျက်စောပြရခြင်းအကုန်သိရပေါ့အဲ့လိုသိကြတာကြတော့ဘယ်ဘုံဘဝတွေမှာဘယ်လိုပုံသားတွေဟာဘယ်လိုနေကြတယ်ပေါ့နော်ဘယ်လိုစားကြတယ်ဘယ်လိုဝတ်တွေဝတ်ကြတယ်အဲ့ဒီပုံသားတွေကဘယ်ရလာတယ်အစားသိတယ်အဲ့တော့အဲ့လိုသိကြချိန်မှာမြတ်စွာဘုရားရှင်ကလူ့ဘုံကို နိုင်ရှင်မှုအခြေပြုပုံဖြစ်ထားပြီးတော့ဒီ30ပုံကိုဖော်ပြရတယ်ဒါအကျဉ်းလေးဆက်ဆက်လို့ပေါ့နော်ဆိုလိုတာကစာရေးဝေနေရင်းနဲ့တကွာဘဝဖြစ်ဒီရေးမှာလူတဲ့အထက်တန်းကြတဲ့ပုံတွေကိုတတိတတန်ပြတယ်လူပုံကိုတော့နိုင်ရှင်မှုစင်တာပေါ့နော် အခြေပြုထားတာပေါ့နောက်စာရေးဝေရင်းနေရင်းနဲ့တကွာဘဝဖြစ်ဒီရေးမှာလူတဲ့အောက်တန်းကြတဲ့ပုံတွေကိုတတိတတန်ပေါ့အဲ့ဒါလိုစနစ်တကျခွဲပြတယ်အဲ့လိုခွဲပြတဲ့အခါမှာခုနပြောခဲ့တဲ့စာရေးဝေရင်းနေရင်းနဲ့တကွာဘဝဖြစ်ဒီရေးတွင်လူတဲ့အောက်တန်းကြတဲ့ပုံတွေကိုပါဠိဘာသာနဲ့ အပါယဘူမိလို့ဘုရားရှင်ကဖော်ထုတ်ပြတယ်အပေဘုံပေါ့ဗျာအဲ့ဒါလေးဘုံရှိတာပေါ့နော်အခုသူမေးတယ်မေးခွန်းလည်းပါတယ်မရတရိစ္ဆန်ပြိတ္တအသူတကယ်ပေါ့ဒီလိုမှတ်ထားပြီပေါ့ပြီးတော့ဇာယဝေရင်နေနေတကွာဘဝဖြစ်တည်ရေးမှာလူတဲ့အထက်တန်းကြတဲ့ဘုံတွေကိုကိုရောင်ကိုဝါတွေလည်းထုံးလင်းလို့သူတို့ကိုဒေဝလို့သတ်မှတ်တာပေါ့နော်အထက်အထက်ဘုံတွေပေါ့အဲ့ဒီဒေဝမှာရိုးရိုးဒေဝနဲ့ပွေးမြမြတဲ့ဒေဝဆိုတာရှိတယ်ဒေဝဆိုတာမှန်တော့ဒိဗ္ဗဆိုတဲ့ပါဠိကလာတာထုံးပါခြင်းကိုရောင်ကိုဝါတွေရှိတယ်အဲ့တော့ရိုးရိုးဒေဝကိုတော့ဒေဝလို့ပဲသတ်မှတ်တာပေါ့ ပို၍ကြီးမြတ်တဲ့ဒေဝကိုပါဠိဘာသာနဲ့ဗြဟ္မာလို့ဒီလိုသတ်မှတ်တယ်เนาะအဲ့တော့ဗြဟ္မာ20ရှိတယ်သူ့မိဘကမှပါတယ်လို့ပေါ့เนาะဒါဒီဘက်တော့ပြောစရာမလိုပါဘူးဟိုအကြံပြင်းကြီးအတွက်ပေါ့เนาะဗြဟ္မာ20ရှိတယ်အဲ့ဗြဟ္မာ20ပြီးကျနောက်မှာနတ်ပြည်6ထက်ဆိုတာရှိတယ်เนาะ6ဘုံပေါ့နတ်ပြည်ကအဲ့ဒါကိုလည်းပဲစနစ်တကျမြတ်စွာဘုရားရှင်ကအမိပေးတယ်နမင်းကြီး၄ပါးစီမံအုပ်ချုပ်တဲ့ဒေဝအုပ်စုကိုစတုမဟာရဒေဝပေါ့เนาะနမင်းကြီး33ပါးစီမံအုပ်ချုပ်တဲ့ဒေဝကိုတာဝရိန္ဒဒေဝ ကျန်တဲ့ဟာတွေလည်းဒီလိုပဲပေါ့နော်ချုပ်တီးမှုအာကောင်းတဲ့စောင့်စည်းမှုအာကောင်းတဲ့ဒေဝကိုယာမာလို့ခေါ်တယ်ယာမာဒေဝပေါ့နောက်ပြီးတော့နှစ်သက်ဂျီနူးပွဲရာပေါ့နော်အမတန်လှပတဲ့ဒေဝတွေကိုသူတည်တာလို့အဲ့လိုအမိပေးထားတယ်နော် နောက်ပြီးတော့လိုအပ်ချက်တွေကိုကိုယ့်အကူစီမံဖန်တီးပြီးတော့ပြုလုပ်ပြီးတော့အဲ့ဒါတွေနဲ့နှစ်သက်ဂျီနူးဝမ်းမြောက်စွာနဲ့နေတတ်တဲ့ဒေဝတွေကိုနေမိတာပေါ့နော်နောက်နောက်ဆုံးအဆင့်ကတော့ ိုယ့်ရဲ့လိုအပ်ချက်တွေကိုသူတစ်ပါးနေပြီးတော့စီမံဖန်တီးပြီးတော့ဆောင်ရွက်ပေးရတဲ့အဆင့်ပေါ့နော်အဆင့်တင်လေးပဲနေရတဲ့ဟာပေါ့ကိုယ့်အကိုဖန်ဆင်းကြရတော့မလို့အဲ့ဒါကိုပရနေမီတာဝတ်သဝတိပေါ့နော်ကိုယ့်အကိုစီမံဖန်တီးနေရရင်ဝတ်သဝတိခေါ်တယ်အဲသူတစ်ပါးနေပြီးတော့အဆင့်တင်လာလုပ်ပေးတာကိုပရနေမီတာဝတ်သဝတိပေါ့အဲ့နက်ပြီး၆ထက်ပေါ့အဲ့တော့နက်ပြီး၆ထက်ကပြီးသွားတော့လူပုံတပုံရှိတယ်အောက်မှာပြီးတော့အပယ်လေးပုံရှိတယ်အားလုံး30ပုံပေါ့ဒီမှာမေးထားတဲ့မိကုံးကသူကလူပုံမှာလူပုံမှာပယ်လေးပုံကတိရစ္ဆာန်တွေဘယ်လိုဖြစ်လို့ထိုးရွှတ်ချက်တင်ပြီးတော့ ရှိညာလဲဆိုတာကိုမေးတာပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ပရမတ်တစ်ချက်ပေါ့ဗျာကဘာစတည်လာတဲ့အခါမှာနော်ကဘာကြီးစတည်လာတယ်ဘာမှမရှိဘူးတတော်ပါကဘာမှတတော်မရှိဘူးစတည်လာတဲ့အခါမှာပရမဇန်၃ပုံရှိတဲ့နေရာပေါ့နော်ပရမဇန်၃ပုံရှိတဲ့နေရာမှာဗိမ္မာန်တွေပေါက်လာတယ်ဘာတတော်မှာတော့မရှိဘူးအလိုလိုဗိမ္မာန်ပေါက်လာတယ်နောက်တတော်တွေရောက်လာတယ်ဘယ်ကရောက်လာလဲလို့ဆိုရင်အထက်အထက်ပြမာတွေကနေပြီးတော့စုတည်ပြီးတော့အဲ့ဒီပရမဇန်ပုံကိုရောက်လာတယ် မြန်မာအနေနဲ့ပဲရောက်လာတယ်။ဒါအကြမ်းဖျင်းပြောပြတာပါနော်။အဲ့တော့မရဏတ္တ practice သတ္တကဆိုတာသိချင်း၄ပါးရှိတဲ့အခါမှာမြန်မာတွေကဥပ္ပစေကမရဏနဲ့တော့သိခွင့်မရှိဘူးပေါ့လေ။ကြံတဲ့ကံမဖျက်မရဏဥပ္ပယဖျက်မရဏလို့အာယုခယမရဏလို့အဲ့ဒီ၃ပါးနဲ့တော့ဆုတည်လို့ရတော့။အဲ့ဒီဆုတည်ပြီးတော့ဗရမဇန်ဘုံရောက်လာအဲ့မှာတတ္တဝါရှိလာတယ်ခမမှာစ။အဲ့ဒါလေးကိုပေါ်ဖို့အတွက်အနည်းငယ်ကြားထည့်ပြောချင်တာက ဥက္ကပါရှိတယ်ဗောဗျာအခုကျွန်တော်တည်ရှိနေတဲ့ကဘာဗောနော်ထားပါတော့ဒါမပြတ်သေးတဲ့ဟာဗောခုနပြတ်ပြီးပြန်တည်ရအဲ့ဒီကဘာပြတ်မယ်ဆိုရင်သူကမီးရေလေအစင်းစင်ဖြတ်တာဗောပရမဝိဇုံမီးနဲ့ဖြတ်တာဗောမီးနဲ့ဖြတ်တယ်ဆိုတာသူတော့ဝင်ရှို့တာမဟုတ်ဘူးနေရတစင်းထွက်လိုက်နှစ်စင်းထွက်လိုက်သုံးစင်းလေးစင်းဗောနှစ်စင်းလောက်ဆိုရင်တော့လူတွေကဒုက္ခရောက်နေပြီနော်နေမရှိတော့ဘူးညမရှိတော့ဘူးအများနဲ့လင်းနေတာဗောနော်အဲသုံးစင်းလေးစင်းဆိုသူတို့ရအရင်6ခန်းပြီးတော့ဒါကဘာဒီပုံပြတ်ပုံအပြီးတော့မှာတော့သိစိတ်တော့ပြောထားပြီးသားဗော အဲ့တော့ဆိုလိုတာမိဖြတ်လိုက်ရင် तू ကဘယ်ဘယ်တော့ထိပြတ်သွားလဲဆိုရင်အိုးအောက်ကနေအပေပုံကနေလူပုံနဲ့ပြီ၆ထက်ပြီးရင်မြန်မာပုံပေါ့ပထမဆန်းပုံကြီးအကုန်ပျက်စီးသွားတယ်ပျက်စီးသွားတော့အကုန်လုံးဘန်းဖြစ်သွားတော့ပြာပဲကျန်တော့တာပေါ့ဗျာပြာမွားသွားတာပေါ့နေရပူတော့အဲ့ဒါပြီးတဲ့ခါမှာရေရထက်ပြတ်တယ်ရေရထက်ပြတ်တော့အဲ့ဒီအကုန်တိုက်ဆေးသွားရကြပေါ့ဗျာအဲ့ဒါဒုတိယဆန်းသုံးပုံကြီးပါသွားတယ်နောက်တစ်ခါလေရထက်ပြတ်တယ်လေတိုက်လိုက်တဲ့ခါကျတော့လည်းဘာမှမရှိတော့ဘူးဝိုင်းချစွာတော့မရှိတော့ဘူးဗျာဆွဆွမှုတော့အကုန်လုံးကဘာမှောင်တိုက် ကြာသွားပြီဆက်ကြပါလားမဘလန့်ဖြစ်သွားပြီပေါ့နော်အဲ့ဒီအဲ့ဒီအခြေအနေမှာတတိယဇန်သုံးပုံပြီးပါသွားတယ်ကျွန်တော်ပြောချင်တာကခုနစတုတ္ထဇန်ခုနှစ်ပုံနဲ့အယူပါလေးပုံအထက်ပုံတွေဟာကျန်းနေတယ်တတ္တဝါတွေကျန်းနေတယ်ဆိုတော့ဒီကဘာဝန်းဝိုင်းထဲမှာမရှိဘူးအဲ့ဒီရဲ့ကဘာအပြင်ဘက်မှာရှိတယ်အဲ့ဒီပုံတွေဟာဒါတပင်းပြညာနဲ့ဟောရတာပေါ့နော်အဲ့တော့ခုနကကဘာလည်းပြန်တီလာရောပရမအုံးစပြည့်တဲ့ပရမဇန်ပုံမှာဗိမ္မာန်တွေပေါက်လာတယ်ဘယ်သူဘယ်တတ္တဝါတွေရောက်လဲဆိုခုနအထက်အထက်မှာကျန်ခဲ့တဲ့တတ္တဝါတွေဒီအောက်ရောက်လာတယ် အဲ့ဒါပြီးတော့နှက်ပုံပေါ်လာတယ်နှက်ပြီ6ထက်ဘယ်ရောက်လာလဲခုနကမြန်မာတွေစုတည်ပြီးနှက်ရောက်လာမြန်မာတော်ပြန်မဖြစ်တော့ဘူးဟိုသာသနာ့ဘက်ကလာဆိုတာတိုးတက်မှုမရှိဘူးလေဆိုးရွားဖို့ပဲရှိတော့တယ်နော်ဆိုးရွားဖို့ပဲရှိတော့ဘုံကံတွေပါရှားလာတော့နှက်ဖြစ်လာတော့ဗျာမြန်မာကနေတက်ဆက်တော့အဲ့တော့မြန်မာတွေတက်ကနှက်ဖြစ်တယ်ဆိုတော့လူရောမဖြစ်လာဆိုလူလည်းဖြစ်တယ်အဲ့မှာလူပုံပေါ်လာတယ်အောက်မှာပထမပထမမြေကြီးကလည်းတက်လာပြီးကဘာစတည်ရောပေါ့ဗျာဟိုမြေကြီးမြေနဲ့တင်နေပေါ့နော်ဟိုနွားနို့အူကြီး အေးသွားတဲ့အခါမှာဘိုးကမလိုက်နိုင်တက်တယ်လို့ပဲမြေကြီးတွေကအမတန်ကောင်းတယ်ဒါပေမဲ့ညီမတစ်ဖြစ်လက်လူတွေကသူကအဲ့ဒီဟာတွေစားသုံးတာမဟုတ်ဘူးလောကကြီးကလည်းအမိုက်တိုက်ပဲဒါပေမဲ့သူတို့ကိုယောင်ကိုပါးတွေပါတယ်ကိုယောင်နင်းနေတဲ့အကောင်းကြီးမှကျဆားသွားလာကြတယ်နော်ဒါကိုပြီးမှတော့ပြောခဲ့ပြီးသားပဲဆိုတော့လူပုံပေါ်လာတယ်ပေါ့နော်ကောင်းပြီအဲ့လိုလူပုံပေါ်လာပြီးတဲ့နောက်မှာယောက်ျားမိန်းမတွေပါတယ်ဖြစ်လာတယ်ပေါ့ဗျအောက်ကမြေကြီးကိုစမ်းသက်စားစားကြည့်ရနေပြီးတော့ခန္ဓာကိုယ်ရဲ့ရောက်တဲ့ကအဲ့ဒါအညစ်အကြေးဖြစ်ပြန်ထွက်ဖို့အတွက်ဓာရအပေါက်တွေလိုးလာတယ်အရင်တော့မရှိဘူး ညီမတစ်ဖြစ်လွယ်လူတွေကယောက်ျားစရံမရှိတဲ့အထီးပုံစရံမရှိတဲ့အထီးမှမရှိဘူးအဲ့လိုပေါ့ညံ့တဲ့အထီးပုံစံပေါ့နော်အဲ့လိုအဲ့လိုနဲ့မိမဖြစ်မဲ့အကြောင်းကရှိတဲ့ပုံကလည်းအမျိုးသမီးဒွားရအမျိုးသမီးလိန်ပေါ့ဗျာယောက်ျားကလည်းယောက်ျားဒွားရယောက်ျားလည်းအဲ့လိုတွေပေါ်ပေါက်လာတာပေါ့ဒါတော့လူပုံဖြစ်လာတာကိုကျမ်းပြပြောတာအဲ့လိုဖြစ်ပြီးတဲ့နောက်မှာဘာလာလဲဆိုတော့အပယ်လေးပုံဖြစ်မယ်အပယ်လေးပုံမပေါ်သေးဘူးအပယ်လေးပုံဖြစ်မယ်လို့ဆိုတဲ့အခါကျတော့ပထမဆုံးအပယ်လေးပုံမှာစဖြစ်တာတတိယဆံပုံကစဖြစ်တယ်ကျန်တဲ့ပုံသုံးပုံမရှိသေးဘူးတတိယဆံပုံ တတိယဘုံမှာဖြစ်တဲ့အခါကျသူ့မှာတိကျပုံမရှိဘူးခုနကလူတော့ဖြစ်လာပြီလူလူပုံမှာပဲသူကမိကျွဲသွားတယ်ဘာကြောင့်လဲဆိုတော့ပထမဆုံးစဖြစ်တဲ့တတိယဘုံကတည်ခြင်း၄မျိုးရှိတယ်လို့ပဋိသင်္ဍေနေခြင်း၄မျိုးရှိတယ်အဲ့ဒီထဲမှာသူကတန်တေဇဇပဋိသင်္ဍေနဲ့ဥပပပဋိသင်္ဍေနှစ်ပါးနဲ့ပဲနေရကျန်တဲ့ဥခွန်လဲတို့ကပတ်တေကာလို့ခေါ်တဲ့ဟိုအမိရဲ့တအိမ်လဲလို့ပါအဲ့လိုဟာမျိုးလည်းမဟုတ်ဘူးဥပပပဋိသင်္ဍေဆိုတာဘွားကနေဖြစ်တာနတ်မြမာတွေဖြစ်တယ်လို့ပေါ့နော်ကဘာဦးလူတွေဖြစ်တယ်တန်တေဇဇဆိုတာတော့အဲ့ခုနအကြီးအွယ်မှော်တို့ရင်ကြီးတို့အဲ့ဒါတွေကို မွိုက်ချပေါ့ဗျာနော်အဲဆူထိုင်းတဲ့ဟာလေးဆွဲပြီးတော့ဖြစ်တာပေါ့အစ်စ်ပင်တွေပါတွေကနေအဲ့ဒီနှမျိုးနဲ့ပဲဖြစ်တယ်ဖြစ်တဲ့ကကြတော့ပရမဟူးဆုံးစဖြစ်တဲ့ပရိသတ်တွေဥပမာဖြင့်တိရစ္ဆာန်တကောင်ဖြစ်တော်မယ်ဥပပပရိသတ်တွေနဲ့ဖြစ်မယ်သူဘယ်မှာဖြစ်မလဲညပြိမာသွားဖြစ်လို့မရဘူးမြမပြိမာသွားဖြစ်လို့မရဘာဖြစ်လို့လဲသူကအကုသိုလ်ကြောင့်ဖြစ်ရတာလေအပေကနော်စာရေးဝေရနေရင်တော့ဘဝဖြစ်တည်အဲ့တော့ तू ကဘာမှဖြစ်မလို့ဒီလူပုံမှာပဲမိတွေ့ပြီးဖြစ်ရတယ်တလေးစံဘွားကနေပေါ်တာပေါ့နော်ဟိုဘက်ကျတော့ तू က အကုသလဝိပ္ပဥပ္ပခာတန်တိဒနာခေါ်တယ်သူတို့ပဋိဒန်တိစေစိတ်ကောက်ရင်သွားဖြစ်လို့မရဘူးနတ်ပြမာတွေပုံမှာသွားပြီးတော့ဘယ်မှာဖြစ်ရလဲဆိုလူပုံမှာပဲရှင်တွဲပြီးဖြစ်ရဒါနောက်တစ်ချက်ကအပယ်လေးပုံလို့ကျွန်တော်ပြောပြပြီနော်ငရဲတိရစ္ဆာန်ပြိတ္တာအတူတကယ်၄မျိုးရှိတယ်အဲ့ဒါမှာသူကတတဝါတွေကိုအရာောက်ဆိုတာရှိတယ်ယူရတာပေါ့နော်အဲ့ဒါဘာလဲလို့ဆိုတော့အပါယဒုက္ကတိဝိနိပါဒံနိရယံဥပပဇန်တိလို့ခေါ်တယ်ပါဠိလိုအပါယအရာ၄ခုရှိတာပေါ့နော် အပါရအရာဒဏ္ဍာရီဝင်ယူရတယ်အပယ်ပုံပေါ့နော်လူပုံနဲ့နေကြလို့အပယ်ပုံယူရတယ်ဒုက္ခတိတဲ့ကိုဒဏ္ဍာရီဝင်ထည့်လို့မရဘာလို့လဲဆိုတော့အချို့သောဒဏ္ဍာရီတွေကဘုံကံတွေရှိတော့ဒုက္ခတွေกินတယ်အချို့ဒဏ္ဍာရီတွေဥပမာနဂါမင်းတို့ဘာလို့ဆိုတော့ဒါဘုံကံတွေရှိတယ်နာနောပဏ္ဍာရနဂါမင်းဆိုနည်းနည်းပုဂ္ဂိုလ်ဒါပေမဲ့ဒဏ္ဍာရီပုံထဲမှာဒီတော့သူတို့ကဒုက္ခနဲ့กินတဲ့ဒဏ္ဍာရီတွေရှိတယ်ဒါကြောင့်ဒုက္ခတိန်တွေကိုမထည့်ရဘူးပရိသန်ရဲ့အကျိုးတော့ညံ့ပြီးတော့ဘဝတိအကျိုးမှာသားနေရာတွေအများကြီးရှိတယ်လေအဲ့တော့အပါရအရာဒလိဆိုင်ကိုယူရတယ်အပေပုံပေါ့ ပါတယ်ဒုက္ခတိတော့မဟုတ်ဒုက္ခတိနော်အပါယဒုက္ခတိဝိနိပါဒနိရယံ၄ခုရှိတယ်ပဲပေါ့။ကောင်းပြီ။အပါယပြီးတော့ဒုက္ခတိရပြိတ္တာကိုယူရတယ်။ပြိတ္တာဆင်းရဲတယ်နော်ဒုက္ခတိဆိုတာဆင်းရဲခြင်းအမတန်ဆင်းရဲတဲ့ပုံကိုယ်လေးနော်နေရစားဆိုတာပြောတယ်။အပါယံဒုက္ခတိဝိနိပါဒံဝိနိပါဒံရအတုရကယ်တွေကိုယူရတယ်။ဖယူဖယဲနဲ့အပြူပြူပြဲပြဲပေါ့ဗျာ။ဆိုလိုတာသူတို့မှာကဟိုပျက်စီးသောကိုယ်ငါတွေရှိကြတယ်လို့ပြောတယ်။အကောင်ကြီးလည်းအကြီးပဲဟိုသမုတ်တွေကယောက်ျားမားတွေမှာကိုကတ်ပြီးတော့အဲ့လိုပေါ့။ ပြမဆင်းရဲဆိုတဲ့နေရာအဲ့တော့ဒုက္ခတေအရာပြိကြကိုယူတယ်ဝိနိပါတံအရာအတုရကေကိုယူရတယ်နိရယံအရာငရဲသားတွေကိုယူရတယ်နော်ငရဲကြီးရှိတဲ့ငရဲကမှရှိတဲ့ငရဲသားတွေပေါ့နော်နိရယံနိရယံဆိုတာအရာဆိုတာကချမ်းသာစီးပွားပေါ့နိဇာမရှိဘူးတစ္ဆကံတော့မရှိဘူးချမ်းသာခွင့်သူတို့မှအချိန်မီခံနေရတာငရဲသားတွေကအဲ့လိုမျိုးရှိတာပေါ့အဲ့တော့အကုသို့အပြစ်အလေးအပေါ်အရာကြည့်မယ်ဆိုရင်လည်းတိရစ္ဆာန်အပေါ်ဆုံး နောက်ပြီးတော့စပြီးပဋိသင်တွေစတည်တုန်းကလည်းပဲဥပပပဋိသင်တွေနဲ့တန်တိရဇပဋိပန်တန်တွေနှစ်ခုနဲ့တန်နေရတဲ့အတွက်ဂျားခြင်းပြုံပုံမှာဖြစ်ခွင့်မရှိဘူးလူပုံမှာပဲဖြစ်ရတယ်ဒီလိုအချက်တွေကိုထောက်ဆလိုက်တဲ့အခါမှာပေါ့နော်နောက်တစ်ခါလူဘက်ကလည်းပြန်ကြည့်မယ်လူပုံမှာသူတို့လည်းဘာလို့ရောထွေးနေရလူဆိုတာသုကတိပုံခေါ်တာပေါ့သုကတိပုံဆိုတာကမမြင်ကျင်တဲ့အစင်းတွေမကြားကျင်တဲ့တဲ့အနိစ္စယုံတွေကိုမြင်ခွင့်မရှိဘူးတောင်တောင်နဲ့မြင်ခွင့်မရှိဘူးအဲ့တော့မြင်ခွင့်မရှိဘူးဆိုတော့ခုနကပြောတဲ့တိရစ္ဆာန်မှာအပပေါ့နော်ကျွင်းတော့ ပြိတ္တာအတုတကယ်ငရဲဆိုတာအတိအနှိဋ္ဌယုံနေအဲ့ဒါတွေကိုမြင်ခွင့်မရှိဘူးသူတို့ကသူတို့တီးကြပုံအနေနဲ့နေကြတယ်မြင်တော့ဘာဖြစ်လဲဗျာလို့ကတ်မေးစရာရှိတယ်မြင်တော့ကကြီးပြက်စီးသွားမယ်နည်းနည်းပါးပါးဟိုဟိုနေရာလေးဒီနေရာလေးဟို၆တာလှန့်တာလေးနဲ့တော့မှနော်ဖျားနာပြီးတော့တချို့သေချာတယ်ဒီပြိတ္တာတွေအတုတကယ်တွေငရဲတွေကိုဒီလိုသာမြင်ခွင့်ရနိုင်မှာဆိုရင်ဘာမှလူစားကင်စားလို့မရဘူးနော်ထိုင်ရန်ကြောက်ရွံ့တည်နေတာနဲ့ပဲဖြစ်မှာဒါကြောင့်လောကကြီးပြက်စီးမယ်လို့ပြော အဲလောကတမတာအရလည်းပဲလူသားပုံလူပုံကပုံကိုယ်တွေဟာသူဂရိပုံဖြစ်တဲ့အတွက်ဒီအတိအနှိမ့်ချရုံတွေကိုမြင်ခွင့်မရှိဘူးပေါ့ဒါကလည်းတစ်ချက်ပေါ့နော်ဘာလို့လဲဆိုတော့ခုနကဟိုတိရစ္ဆာန်မပပြိတ္တာတို့အတူတကယ်တို့ငရဲတို့ကအမတန်ရုပ်ဆိုးပန်းဆိုးနဲ့ပင်မဆင်းရဲကြီးစွာနဲ့ဖြစ်နေကြတဲ့ဟာလေအဲ့ဒါတွေကိုမြင်ဟိုအတုံတုံအပြက်ပြက်အတစ်စစ်နဲ့ခုတ်သက်ခံနေရတာဟိုငရဲတွေပါဒီမှာဆိုလဲလေတေခွင့်လည်းမရှိဘူးနော်ငရဲကခံရတဲ့ကောင်တွေကမတေရဘူး အမတန်အသားရည်လည်းနူးညံ့တဲ့လူတွေတဲ့ပို့ပြီးတော့အထိနာအောင်လို့လုပ်ထားတဲ့ဖြစ်တဲ့အားတွေပေါ့နော်အဲ့ဒါတွေကြောင့်ပြန်ကောက်မယ်ဆိုရင်နံပါတ်1လူပုံမှာတိရစ္ဆာန်တွေထွေရောက်ချက်တင်တဲ့နေရတာတိရစ္ဆာန်ပုံ32ပုံတည်တဲ့ခါမှာအပယ်လေးပုံကတိရစ္ဆာန်ပုံကပထမဦးဆုံးစဖြစ်တယ်နောက်ပြီးတော့အဲ့ဒီတိရစ္ဆာန်ယုတ်တိရစ္ဆာန်ပုံမှာဖြစ်တဲ့ပုံကိုယ်တွေကလည်းပဲခုနဥပပပပြိဇံတွေနဲ့တန်တိရစ္ဆာန်ပြိဇံတွေကဖြစ်ရတဲ့အတွက်အဲ့ဒီမှာစတည်တဲ့ကလူပုံမှာပဲမိတွေ့ပြီးနေရတယ်နောက်လူဘဲကကြည့်မယ်ဆိုရင်လည်းပဲကုသလဝိဘက်ပေါ့နော် အဲ့လိုမျိုးဖြစ်တဲ့အတွက်မမြင်ကျင်တဲ့အစင်းတွေသတင်းတွေဟာတာတွေ့အထိတွေပေါ့နော်ဒါတွေမမြင်ရဖို့အတွက်ပြိကြတို့အသူရကယ်တို့ငရဲတို့ဟာလူပုံနဲ့ထွေရော့ချက်တင်လုပ်လို့မရဘူးသူတို့ကိုတီးကြဆင်းရဲဒုက္ခခံစားရတဲ့ပုံတွေဖြစ်တယ်ပေါ့နော်အဲ့လိုအကြောင်းချက်တင်နဲ့သွားပြီးတော့စုံပြီးတော့ကြည့်လိုက်တဲ့အခါမှာလူပုံမှာအဲ့အပယ်လေးပုံကတိရိစ္ဆာန်တွေကထွေရော့ချက်တင်ဟိုတည်ရှိနေတယ်လို့နော်ဒီလိုလေးသုံးသပ်ပြီးဖြေရှားရပါတယ်ဟုတ်ကဲ့ပါဆရာမမေဆွေတွေအနေနဲ့လည်းကျန်တဲ့နဲ့တိတ်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာ အခုလိုမျိုး online ဓမ္မအမေဖြစ်အများကဏ္ဍမှာပါဝင်ပြီးတော့ဖြေချပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ Adobe channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်